ပြည်ဦးလွင်မြို့နယ်တရားရုံးကတောင်သူလယ်သမားတမကမှမဆဆုနွေရဲ့ယုံချင်းကိုမြန်မာနိုင်ငံဆိုင်ရာဥရောပတမကတန်ရုံးမှတာဝန်ရှိသူတွေလာပြီးလေ့လာခဲ့ပါတယ်ဒီသတင်းကိုတော့အောင်အောင်နိုင်ကသတင်းပေးပို့ထားပါတယ်ရှင်ဥရောပတမကတန်ရုံးမှတာဝန်ရှိသူများကအခုလိုလာရောက်လေ့လာခြင်းဟာနိုင်ငံတကာကျင့်ဝတ်ရေးညီလာရောက်လေ့လာခြင်းဖြစ်ကြောင်းပြောပါတယ် ပြီးတော့ပြည်လာတာ။နိုင်ငံလုံးဒီမှာတော့တာယာဝတီရကိုကျွန်တော်တို့ကျောင်းသားတွေမှာလည်းကျွန်တော်တို့သွားတယ်။ဒါပြီးတော့ပြည်လာ။ကြားနေတယ်ဆိုတာဒါပြီးတော့ထိုင်ပြီးတော့ပဲပြည်လာ။ဘာမှမပြောလို့ဆိုရင်မရှိဘူး။ဒါပေမဲ့နားထောင်မှာပေါ့နော်။ဆိုတော့ဟိုတွေ့ရင်တော့ကျွန်တော်တို့ကစကားပြောတာတော့ရှိတာ။ဟုတ်တော့ဒီမှာကျွန်တော်ကကြားနေတယ်ဆိုသူတော့ neutral observe ဖြစ်တာကျွန်တော်ကြားနေတယ်ဆိုတာနိုင်ငံတကာရှင်းထုံးမယ်။ရှင်းထုံးမှာတော့ဒါရှင်နော်။ မဆူဆူနှွေးကလည်းအမျိုးသမီးတွေပေါ်လက်ထက်ကအကြံဖတ်မှုကိုဥပဒေကြောင်းအရတက်ဆိုင်ရာတာဝန်ရှိသူတွေကိုအေးအေးယူရက်ထိဆက်လက်တိုင်ကြားသွားမယ်လို့ပြောပါရစေ။ဒီမှာဒီပေါ်တော့ဒီလိုမျိုးနေတရားရုံးကနေပြီးတော့အမျိုးသမီးတွေကိုတစ်ထိတ်ခန္ဓာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့လက်ထိတ်ခန္ဓာနဲ့ပတ်သက်ပြီးတော့ပြင်လိုက်တဲ့အတွက်ကျွန်တော်တို့ကဒီခရင်တရားရုံးကိုပြင်ဆင်မှုတက်ပါအဲကျမတို့ဒီခရင်တရားကိုပြင်ဆင်မှုတက်ကြတာတော့ကျမတို့အမျိုးသမီးတွေပေါ့နော်အခုလိုမျိုးပေါ့နော်ဒီလက်ထိတ်ခံအကြမ်းဖက်မှုတွေပေါ့ ို့လည်းမျိုးဥပဒေကြီးကကာကွယ်ရေးရှင်ရှိတယ်ဆိုတာကိုကျွန်တော်တို့ကဒါအမျိုးသမီးတွေသိကြတယ်အဲကျွန်တော်တို့ဒီဒီလိုမျိုးဥပဒေတွေကိုလည်းကျွန်တော်တို့ဒီအမျိုးသမီးတွေပေါ့နော်သိနေတယ်ဆိုတာမျိုးကိုကျွန်တော်တို့ကတရားရုံးတွေကိုကျွန်တော်တို့ကညှိစေခြင်းမြန်မာနိုင်ငံဥရောပသမဂ္ဂအဖွဲ့တာဝန်ရှိသူများရှေ့မောက်တွင်မတ်သူသူတွေကပြည်ဦးလူမျိုးနယ်တရားသူကြီးမှစစ်ဆေးပြီးရုံးချင်းကို၂ရက်၂လ၂၀၁၆ရက်နေ့တွင်ထပ်မံချိန်ဆိုလိုက်ပါတယ်မတ်သူသူတွေကို ပြည်ဦးရင်မြို့ပြည်သူရဲတပ်ဖွဲ့မှဒီဇင်ဘာလ6ရက်နေ့ညနေ9နာရီမှဒူရဲမှုဦးကျော်ဝင်းမှပုံမှန်သက်ရှိဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်အောင်နိုင်ပါ